မြန်မာနိုင်ငံကိုငွေကြေးခဝါချမှုနဲ့အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးကိုမလိုက်နာတဲ့နိုင်ငံတွေစည်းရင်းထဲမှာထည့်သွင်းထားပြီးတိုးတက်မှုမရှိပါကစီးပွားရေးပိတ်ဆို့အရေးယူခံရတော့မှာဖြစ်ကြောင်းပြည်ထရေးဒုတိယဝန်ကြီးဘုံမှုချုပ်ကျော်စံမြင့်ကပြောကြားခဲ့ပါတယ်။ဇန်နဝါရီလ22ရက်နေ့ကကျင်းပတဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးကိုပြည်ထရေးဝန်ကြီးဌာနကတင်သွင်းတဲ့ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေချက်နဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားရမှာပြည်ထရေးဒုတိယဝန်ကြီးဘုံမှုချုပ်ကျော်စံမြင့်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဗိုလ်မှူးချုပ်ကျော်စံမြင့်ကပြောကြရမှာမြန်မာနိုင်ငံဟာ2006ခုနှစ်မတ်လ9ရက်နေ့မှာအာရှပစိဖိတ်ဒေသငွေကြေးခဝါချမှုတက်ပြည့်ရေးအဖွဲ့ APG ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်လာကြောင်း၎င်းအဖွဲ့မှမြန်မာနိုင်ငံရဲ့ငွေကြေးခဝါချမှုနဲ့အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတက်ပြည့်ရေးဆောင်ရွက်မှုအခြေအနေတွေကိုလေ့လာသုံးသပ်ရမှာတည်ဆဲဥပဒေတွေဟာကုလသမဂ္ဂကွန်ဗင်းရှင်းပါအချက်များနိုင်ငံတကာစံနှုန်းများနဲ့မညီဘူးလို့သုံးသပ်ခဲ့ကြောင်း လက်ရှိမှာမြန်မာနိုင်ငံအနေနဲ့ပြည်မှုဆိုင်ရာကိစ္စရပ်တွေမှာနိုင်ငံအချင်းချင်းအကူအညီပေးရေးဥပဒေနဲ့တရားမဝင်တဲ့နီးလန်းနဲ့ရရှိတဲ့ငွေကြေးနဲ့ပစ္စည်းများထိန်းချုပ်ရေးဆိုင်ရာဤဥပဒေတွေကိုပြဋ္ဌာန်းနိုင်ခြင်းမရှိတာကြောင့်2023ခုနှစ်နိုဝင်ဘာလ3ရက်နေ့မှာ FATF အဖွဲ့ဝင်နိုင်ငံတွေကမြန်မာနိုင်ငံအပေါ်တံပြန်အရေးယူမှုတွေပြုလုပ်ခဲ့ကြတယ်လို့ပြောကြားခဲ့ပါတယ်။ဒါအပြင်အမေရိကန်ကငွေကြေးနဲ့စီးပွားရေးဆိုင်ရာပိတ်ဆို့မှုတွေကိုချမှတ်ခဲ့ကြောင်း FATF မှစောင့်ကြည့်အကဲဖြတ်လျက်ရှိကြောင်းတိတာထင်ရှားတဲ့တိုးတက်မှုတွေမရှိပါကတံပြန်အရေးယူမှုတွေပြုလုပ်မယ်လို့အကြောင်းကြားလာကြောင်းတံပြန်အရေးယူခြင်းဖြင့်စီးပွားရေးပိတ်ဆို့မှုခံရမှာဖြစ်ရာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စအခြေအနေတွေကို ထိခိုက်စေမှာဖြစ်ကြောင်းဒါကြောင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ငွေကြေးခွာခြားမှုတိုက်ဖျက်ရေးဥပဒေကြမ်းနှစ်ရပ်ကို2014ခုနှစ်ဖေဖော်ဝါရီလမှာဥပဒေအဖြစ်ပြဋ္ဌာန်းရေးဟာ မြန်မာနိုင်ငံအတွက်အရေးတကြီးလိုအပ်လျက်ရှိရလို့ပြောကြားခဲ့ပါတယ်